မြေအောက်မှာရှိတဲ့တိတ်ထိဝင်ကျွတ်နဲ့တုံးတော်ကြီးကိုနတ်ဒီဝါရီရဲ့အိမ်မက်ပေးမှုကြောင့်ဒုဖို့ရရှိခဲ့တဲ့အုတ်ကံမျိုးကဖုံဖုံအလုံးမဲမင်္ဂလာပေါင်းဗမိစနောင်းကနေကျဆလိုက်ပါတယ်တိတ်ထိဝင်ပစ္စည်းတွေဆိုတာကတော့မြမတလေထုံတန်းတဲ့ဘာသာရေးတွေမှာအရေးပါအရာရောက်ပြီးအလေးမြထားရပစ္စည်းတွေထဲမှာပါဝင်နေတာဖြစ်ပါတယ်ဒီလိုတိတ်ထိဝင်ပစ္စည်းတွေထဲမှာကျွတ်နဲ့တုံးတွေကလည်းအပဝင်ဖြစ်တာပေါ့ကျွတ်နဲ့ဆိုတာရှားပါးသစ်ပင်တစ်မျိုးဖြစ်ပြီးတကောတိတ်ထိအစွမ်းပကားတွေနဲ့ပြည့်နှက်နေတယ်လို့လည်းယုံကြည်ရှိကြတာဖြစ်ပါတယ် ဂျွန်နက်တေကိုအဆောင်တပ်ဖွဲ့အုံပြုပြီးစီးပွားရေးလူမှုရေးစသဖြင့်အစအစရရအဆင်ပြေအောင်ဆွမ်းဆောင်နိုင်တယ်လို့လည်းလူအများကယုံကြည်ကြတာပါ ဒါကြောင့်ဒိတ်ထိဝင်ဂျွန်နက်တီဆိုရင်လူကျင်သူများလာပေမဲ့လူတိုင်းကတော့မရကြရှာပါဘူး။ရှားပါဒိတ်ထိဝင်တစ်မျိုးဖြစ်တာကြောင့်ထိုက်တဲ့သူပဲရတတ်တာဖြစ်ပါတယ်။ဂျွန်နက်တီကိုရဖို့တောအုပ်တွေရှုံမြောင်တွေကိုလိုက်လံရှောက်ဖွေကြရင်တော့ရတဲ့သူနေပြီးကံကောင်းထမလို့ရလာခဲ့ရင်တော့ကိုနဲ့မထိုက်တန်ရင်ကြောက်ဖြစ်သွားရဲဆိုတဲ့အဆိုတွေလည်းရှိထားတာပါ။ဒီလိုရအောင်ရောင်ခဲလာတဲ့ကျွတ်ကိုဘယ်နေရာမှာမှတကူတကလိုက်ရှာစရာမလိုပဲထထိုက်တတန်ရရှိခဲ့တာကတော့ ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်အတွင်းမှာရှိတဲ့အုတ်ကံမြို့အရှိတ်ဘက်ကျွဲကုန်းလေးရွာကဖုံဖုံတပါဖြစ်ပါတယ်။အဆိုပါဖုံဖုံဟာကျွန်းနယ်တုံးကိုနတ်ဒီဝါရီရဲ့အိမ်မက်ပေးတာကြောင့်အုတ်ကံချောင်းထဲမှာရှောက်ဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။နှာခေါင်းနှမျက်တွေဟာတိတ်ထိဝင်ကျွန်းနယ်တုံးနဲ့ဖျားတဲစေချင်တာဖြစ်တာကြောင့်ဖုံဖုံကိုအိမ်မက်ပေးခဲ့တာဖြစ်ပြီးအိမ်မက်ရဒူးဖို့ကြည့်တဲ့အခါအုတ်ကံချောင်းရဲ့အောက်ပေ20မှာကျွန်းနယ်တုံးကြီးကိုတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ အိမ်မက်ကတကယ်တော့၃ကောင်ပေးခဲ့တာပေါ့အစာပိုင်းမှာတော့ဖုံဖုံကလည်းအိမ်မက်ကိုအယုံကြည်မရှိပဲပြီးစလွယ်သာထားခဲ့တာဖြစ်ပါတယ်ပထမတစ်ခါအိမ်မက်တုန်းကပုံမှန်အိမ်မက်ပဲလို့သဘောထားပြီးမသိလိုက်မသိပါသာနေခဲ့တာပေါ့ဒုတိယအချိန်မှာတော့အိမ်မက်ကစိတ်ဆွဲတယ်လို့သာယူဆခဲ့ပြီးတတိယအိမ်မက်မတ်တဲ့အခါမှာတော့ဂျမ်းမာရီရီပါထိခိုက်လာတဲ့အတွက်အိမ်မက်တိုင်းအုတ်ကန်ချောင်းကိုတွဖို့ခဲ့တာဖြစ်ပါတယ်ဒီလိုတွဖန်လိုက်တဲ့အခါမှာတော့အိမ်မက်ထဲကနတ်ဒီဝါရီပြောတဲ့အတိုင်းအုတ်ကန်ချောင်းပေ20အရောက်မှောင် ဂျွန်းနတ်တုံးကြီးကိုတွေ့ရှိခဲ့ကြပါတယ်။ဂျွန်းနတ်တုံးကြီးကလုံပတ်18ပေရှိပြီးအတော်ကိုကြီးမားတာကြောင့်ရပ်ပေါင်း10ရက်ကြောင်ဒုဖော်ခဲ့ရတာပါ။အနက်ပေ20အောက်လုံပတ်18ပေရှိတဲ့ဂျွန်းနတ်တစ်တုံးကြီးကိုဒုဖော်နိုင်ဖို့ဆိုတော့ထင်သလောက်မလွယ်ကူလှပါဘူး။အခက်ခဲတွေလည်းအများကြီးရှိခဲ့ပါတယ်။ဒါပေမဲ့နှကောင်းနှမြတ်တွေရဲ့အကူအညီပေးမှုကြောင့်အနေရမရှိပဲဘေးကင်းကင်းနဲ့ဒုဖော်နိုင်ခဲ့တာပဲဖြစ်ပါတယ်။စင်နကောင်နဲ့ဆွဲတင်ပြီးဒုဖော်ခဲ့ရတာကြောင့်ချင်းသီးတွေတောင်ပြုတ်ထွက်သွားပြီမဲ့ဘသူကမှထိခိုက်မိခြင်းမရှိခဲ့ပါဘူး ဒူဖော့နေစင်မှာလည်းမုန်တိုင်းရက်အတွင်းကြောက်ရွံ့နေတာတောင်ချောင်းအတွင်းမှာတော့မိုးရေတစက်မှမကျတာကလည်းထူးဆန်းမှုကြီးတစ်ခုဖြစ်နေခဲ့တာပေါ့နောက်ထပ်ထူးခြားမှုတစ်ခုအနေနဲ့ကတော့ကျွန်းနဲ့တုံကြီးကကြီးမလွန်းလို့အပိုင်း၄ပိုင်းဖြတ်ခဲ့ရပြီး၄ပိုင်းလုံးကလည်းတပြိုင်တည်းဖြတ်သွားခဲ့တာဖြစ်ပါတယ်ဒါတွေမကသေးပဲမုန်တိုင်းကြောင့်ဘတ်ဖိုးတွေငှားမရခဲ့ပေမဲ့ကျွန်းနဲ့တုံကြီးတင်မဲ့အချိန်မှာတော့ဘတ်ဖိုးတွေကပြန်ငှားလို့ရခဲ့တာပေါ့ဒါတွေဟာတိတ်ထိဝင်ကျွန်းနဲ့တစ်တုံးနဲ့ဆိုင်တဲ့ထူးခြားမှုတွေပဲဖြစ်ကောင်းဆရာတော်ဖုံဖုံကတော့နတ်ဒီဝါရီကြောင့်ဒီလိုတွေအုံတွေးရတယ်လို့ယုံကြည်ထားဖြစ်ပါတယ်အခုချိန်မှာတော့စာ ချဖုံဖုံကတိတ်ထီဝင်ကျွတ်နဲ့တောင်းချစ်ကိုဖျားတဲဖို့ပြင်ဆင်နေပြီးနတ်ဒီဝါရီရဲ့အကူအညီတောင်းမှုကိုဖြည့်ဆည်းသွားမှလည်းဖြစ်ပါတယ်။ရဖို့ခက်ခဲလာတဲ့တိတ်ထီဝင်ကျွတ်နဲ့တောင်းချစ်ကိုပိုင်ဆိုင်ခဲ့ရတာကဖုံဖုံနဲ့ဒီကျွတ်နဲ့ကြီးဟာဆက်ဆက်မှုရှိလို့ဆိုပြီးလူအများကတော့ခံမှန်းထားကြတာဖြစ်ပါတယ်။ပရိသတ်တို့အနေနဲ့ရောတိတ်ထီဝင်ကျွတ်နဲ့တုံးကြီးကို၎င်းနှမြတ်တွေရဲ့အိမ်မက်ပေးမှုကြောင့်တူဖော်ရရှိခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင် အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလက်ခွဲကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။